စားတယ်အဲကိုင်းနိုင်ရကြဒီနေ့ကတော့မမဝိုင်တို့ကလောမာနေတယ်ဒုတိယရက်ကလေးပါဒီနေ့မှတော့မမဝိုင်တို့ကအင်းလေးကိုသွားပြီးတော့လေဗိုတက်ကိုစီစဉ်ထားပါတယ်မနေ့ကလည်းကလောမျိုးမှာတဝိုင်းလေခဲ့ရတာရောက်ပျော်ဖို့ကောင်းတယ်ဒီနေ့ရောပျော်စရာလေးဘယ်လိုလေးတွေ့ရမလဲဆိုတာလိုက်ကြည့်ပေးနော်မမဝိုင်တို့အခုလေစီးဖို့စောင့်နေရပါအင်းလေးဖောင်တော်ဦးဖရာကြီးကိုသွားပြီးဖူးမာပါ မဝိုင်တို့လေးဆောင်နေတော့မမဝိုင်ရဲ့တဲတုံးလေးမြမီနဲ့စီတတွဲပြီးတော့တပုန်ရိုင်းနေရပါလေးပေါ်မှာကနေပူလို့တုံတုံလေးကိုတပတ်နဲ့မမဝိုင်တို့ကနေပူကပေးနေရလေးပေါ်ကနေစီယောင်းကလေးတွေကိုအစာလမ်းကျွေးနေတာ င်းရောင်းကလေးတွေကလေအစာကိုမိအောင်ဖန်တက်တယ် င်တော့မမဝိုင်တို့ကအင်းထဲမှာရှိရဲအလိုတော်ပေါက်ဖရာပေါ့နော်နတ်တန်မျိုးမှာရှိရဲအလိုတော်ပေါက်ဖရာကိုရောက်နေရပါ အခုကတော့ဖောင်တော်ဦးဖရားကိုထပ်ပြီးရောလေးစီးပြီးသွားနေရပါဒီခေါက်မှာတော့တုံတုံလေးကသူ့ပပစီမှာတရုံလေးတို့ရေမမဝိုင်ရတော့လေးလေးစီးပြီးရောအင်းလေးဖောင်တော်ဦးဖရားစီကိုရောက်ရှိလာပါပြီစာပန်းလေးတွေဝယ်ပြီးရောဖရားကိုပူဇော်ပါပါတရုံလေးတို့လည်းတူတူဖရားဖို့မယ်နော် ဒီဘက်မှာဗုဒ္ဓဘူးနဲ့နိုင်ငံတကာကပတ်စံနေပေါ့နော်အလူငွေတွေရောထိုင်းလဲတွေ့ရနော်ညာရောတတုံးကြီးလာမမရာသူကိုရှင်းပြမယ်ပြားရင်ဒီညအကျေးကြီးပဲနော်တုံတုံလေးရကြတော့စကလေးတွေနဲ့စကားတွေပြောနေတယ် စကားလေးနဲ့စကားလမ်းပြောတာခုနကပြသွားရစကားလေးကမမဝိုင်တို့အင်းလေးတစ်ပင်လက်ပတ်ပြီးတော့ဆက်လီစီပြီးတော့ပြန်ပါပြီမမဝိုင်ရဲ့ဒီ vlog လေးကိုအဆုံးထိကြည့်ပေးပါတာကျေးဇူးပါနော်နောက် vlog တွေမှာလည်းပြန်လည်ဆုံတွေ့ကြမယ်တော်တော်လေးတို့ရေတတား